ဒီဘက်မှာဆိုလို့ရှိရင် agronomic chair တွေဖြစ်သွားပြီ။ဒီမှာကျွန်တော်ကအစမသိဘူး။ထိုင်ကုန်တွေကျွန်တော်အရင်တော့ဝယ်ဘူးတယ်။ခဏခဏပြက်ဘူးတယ်။ဘာလို့ပြက်တာလဲဆိုတော့ကျွန်တော်တို့ကဓာတ်ရီကိုတရားမသိဘဲနဲ့ကျွန်တော်တို့ကစုတ်ဝယ်တာ။အခုဒီမှာဆို recommended weight ကပေါင်190အထိပေးတယ်။အထိပေးတယ်ပေါ့။အဲ့တော့မှကျွန်တော်က140ဒီပိုင်းထိုင်မယ်ဆိုလို့ရှိရင်ထိုင်ကောင်ဘယ်ခံနိုင်မလဲ။အဲ့ဒါကိုကျွန်တော်ကမသိခဲ့ဘူးပေါ့နော်။ဟိုးအရင်တော့ကအခုဆိုရင်ဒီမှာဆိုအကြောင်းကနှမျိုးရှိတယ်။အဲဒီမှာနော် ခေါင်းအုံးတွေပါတယ် adjust လုပ်လို့ရတယ်ဒါလေးတွေသိရတယ်အောက်ကဒီ6တွေပါတယ်ဆိုရင်တော်တော်မိုက်ဝါတာကိုတွေးရတယ်ဒီကောင်ဆိုလို့ရှိရင်ခြေတင်လေးပါပါဒီမှာအာဒီပေါ်မှာ6လေးတင်ပြီးတော့နားမယ်ဆိုရင်နားလို့ရဆုံးတော့တော်တော်လေးမိုက်တွေထဲမှာပါဒီကောင်ဆိုရင်7သိန်းခွဲဝင်းကျင်လောက်ပဲရှိရလို့သိထားတယ်အဲ့တော့မပြီးသေးဘူးဘာတွေပါရှိသေးတယ်လာခဲ့ဒီမှာကြီးကျွန်တော်ပြအောင်ဒါမျိုးတွေပေါ့ဗျာအရင်တော့တိတ်ကြိုက်ခဲ့တာပေါ့ဒါမျိုးတွေဟမ်ဒါမျိုးတွေတိတ်ကြိုက်ခဲ့ပြီးတော့ဘူးမသိကိုမသိနဲ့စုံခွဲ ဝယ်ပြီးတော့ထိုင်ကုန်တွေကပြက်ထိုင်ကုန်ပြက်လို့ရှိရင်ဆိုင်ကုန် complain တွေတက်အဲ့လိုတွေဖြစ်ခဲ့တာတကယ်တမ်းတော့ဒီမှာဆိုလို့ရေးထားတယ် weight က F2 165ပေါ့ဆိုလို့ရှိရင်ဒီထိုင်ကုန်ကကျွန်တော်ဝယ်လို့မရအောင်ကျွန်တော်က180ရှိတယ် weight က180ရှိတာဖြစ်တဲ့အတွက်ဒီကောင်ကြီးကိုကျွန်တော်အဲညံ့ညံ့သုံးမယ်အဲ့လိုအကြမ်းပန်းသုံးမယ်ဆိုရင်သူ့အမကန်ပေးထားတဲ့ကာလမတိုင်ခင်မှာကိုသိရပေါက်ပြတ် ဒီ hari ဆိုလို့ရှိရင်အမကန်2နှစ်ပါတယ်ခုနကပြရတဲ့ဟာဆိုအမကန်3နှစ်ပါတယ်လို့သိတာအဲ့တော့ကျွန်တော်တို့အတွက်ဆိုရင်ဒါဝယ်လို့မရဘူးနောက်နည်းနည်းဟောဘာလူတွေဆိုလို့ရှိရင်တော့ဒါထိုင်လို့ရအဲ့ဒါချက်ရှိโอเคဒီဆိုင်မှာနောက်တစ်ခုကြိုက်တဲ့ထိုင်ကုန်လို့ရှိရင်အဲ့တော့ဒီမှာ master series ဆိုရဲကောင်းနော်ထိုင်ကုန်လေးခဏရွှေ့လိုက်မယ်အဲ့ ဒါလေးနောက်ကဟာလေးကြာကျွန်တော်ဒီမှာအယောင်ဆိုလို့ရှိရင် black and white လက်ရှိရဲခဲနဲ့အမဲလက်ရှိရဲစသဖြင့်ဒီမှာအယောင်က၄အောင်လောက်သူအတွဲဆက်လေးရှိတယ်အဲ့ဒါအောင်မှာ weight က295ပေါင်အထိရတယ် microfiber leather ကိုသုံးထားတယ် steel frame ဖြစ်တယ် emirates က 4D ဖြစ်သွားတယ်၄မျိုးရှေ့ပြီးနောက်တူဘေးတူဒါတွေအကုန်ရွှေ့လို့ရတယ်ပြီးရင်ကားထိုင်ကုန်လို့ပဲနောက်ကိုလှန်လို့ရတယ်အဲ့ဒါကျွန်တော်ပြဘာလို့ဒီဒီဇိုင်းကိုကြိုက်နေရလဲဆိုတော့ gaming chair လို့ပြောမှဆိုလည်းဟုတ်တယ် ကားထိုင်ကုန်နဲ့လည်းတူတယ်ကျွန်တော် NGO ပုံထိုင်ကုန်နဲ့ခက်ဆင်ဆင်တူတယ်ဗျာဒီလိုအနောက်ကနေပြီးတော့လူတို့ဒီလိုအနောက်ကနေပြီးတော့ဖတ်ထားတဲ့ပုံစံမျိုးလေးဖြစ်မှာအဲ့ဒါကိုကြည့်ပြီးရောကတက်အာဒီလိုလေးအဲ့ဒါကိုမှဒီကောင်ကတကယ် adjust တွေကမျိုးစုံလုပ်ပြီးအခုဒါဆိုရင်ဒီမှာလက်ကဒီဘက်ကအပေါ်မှာဒီဘက်ကအောက်မှာဒါကိုဘယ်ညာလှည့်မယ်ဆိုလဲလှည့်လို့ရတယ်အထက်အောက်မြင့်မယ်ဆိုလဲဒီလိုမြင့်လို့ရတယ်အပြင်ကိုဒီအတွင်းထဲကိုပါထပ်ထည့်လို့ရတယ် အတွင်းပြင်တော့ဘယ်ညာတလက်မလောက်စီအဲ့လိုလေးပါရှုလို့ရအဲ့တော့ဒီလက်တင်ကိုတက်တလောက်ကစားလို့ရတဲ့အနေအထားကိုတွေ့တယ်ပြီးရင်ဒီထိုင်ကောင်အခုသူတို့ထဲနော်ပြီးရင်နောက်ကိုလိုလှန်ပြီးတော့နောက်လှုပ်ထားလိုက်မယ်ဆိုလဲဒီလိုမျိုးနောက်ကိုလန်လန်လေးလိုလေးနေမယ်ဆိုလဲနေပြရအဲ့မှမပြီးသေးဘူးမှာနောက်ပြန်ဖြုတ်လိုက်မယ်အာဒီလိုစိန်တော့စိန်ပဲနော်ကျောကတက်တာတော့ဒါလေးကိုပို့ပြီးတော့သဘောကျတာကိုတွေ့ရတာ။ဘာလို့လဲဆိုတော့ဝိင်းနဲ့လည်းကျွန်တော်နဲ့လည်းကြိုက်တယ်။ပြီးတော့ကျတော့ ဝိတ်က245အထိပဲလားဆိုတော့မဟုတ်သေးဟိုးဘက်က series တွေဆိုလို့ရှိရင်ဝိတ်ပေါင်440လောက်အထိတုံးလို့ရတဲ့ထိုင်ကုန်နေလဲရှိနော်ဟောတန့် series တဲ့နော်တန့် series မှာဆိုရင်ဟောဝိတ်က440လောက်အထိတုံးလို့ရတာတွေ့ရအဲ့တော့ဒီမှာ gaming chair ပဲဖြစ်ဖြစ်ဒါ office chair ပဲဖြစ်ဖြစ်ဒါ manager chair ပဲဖြစ်ဖြစ်နော်အဲ့လိုမျိုးပုံစံတွေကအစားလေအကုန်လုံးဒီမှာဝင်လို့ရတယ်